script လာဖို့ရဲ့အချိန်ပါပေါ့နော်ဒီနေရာဥအောင်မင်းနေရာပြုဆောင်မယ်တော့ဟုတ် view အောင်မင်းနေရာကိုတော့အရင်ဖတ်လိုက်တာပေါ့နော်ဟုတ် view အောင်မင်းနေရာဖတ်လိုက်ဖတ်လိုက်ပြီးတော့မှဟုတ်ပြီဒေါ်စောဝါနေရာဘယ်လိုလဲဆိုတဲ့အချိန်မှာတီမို့ဆိုတဲ့အချိန်မှာနည်းနည်းလေးတော့တမျိုးတော့ဖြစ်သွားပါဆိုတီမို့ဆိုတာကိုယ့်အမေလိုဒေါ်လိုတသက်လုံးเนาะအမေတို့နဲ့လည်းတငငယ်ချင်းဆိုတော့လေเนาะကိုယ့်အမေလိုပဲတသက်လုံးနေလာတာကိုအဲဇနီးနေရာကနေပြုဆောင်မယ်ဆိုတော့အဲနည်းနည်းလေးတော့တမျိုးလေးဖြစ်တမျိုးလေးဖြစ်သွားတယ်ဆိုတာကလေ ဟို on scene မှာငါအဲ့လိုမျိုးစိတ်သွင်းနိုင်မှမလားပေါ့နော်ဒီမို့လဲကျွန်တော်ငငယ်တဲ့ကြည်လားအဲ့လို romance တွေပိုင်းမကြည့်ဘူးလေဒီကတော့မျိုးသားနဲ့ကျွဲနေတာကြည်ရတော့ဟုတ်တယ်ဟုတ်တက်တက်လုံးလေးမြတ်သားသားပြောသလိုပဲဟိုအပြင်မှာလည်းတကယ်သားမိလို့တူကြီးလို့အဲ့လိုမျိုးတွေနေလာခဲ့ကြတာလေသသားတို့တော့ကားမရိုက်သေးဘူးသသားတို့အိမ်မှာတီတီတို့သွားရိုက်တယ်သွားရိုက်တဲ့အခါကျတော့သသားတို့အမေတွေတဲ့တီတီတို့ နဲ့ဆိုလို့ရှိရင်ညီမတွေလို့ပဲပေါင်းတင်းလာခဲ့ကြတယ်တသားတို့ဆိုတကယ်ကလေးလေးလေးပဲရှိသေးတယ်အဲ့လိုကလေးတွေကအခုဒီကားမှာကြတော့ဩတီတီနဲ့ဒီလိုမျိုးပေါ့တွဲရမယ်ဆိုတော့ဟဲ့အရန်အော်ဝါဟဲ့ဟုတ်လားတောင်းညီနေဟုတ်လို့လားဟဲ့ကိုနဲ့အရန်ကြီးလေးကွာနေရလေနည်းနည်းနည်းရိုးရတယ်ကဲနှခမ်းသုံးခမ်းလောက်ပါအဲ့မှာအဆင်ပြေပါမလားဆိုပြီးတော့စိတ်ကူးကြီးတယ်ကျန်တာကတော့ပြဿနာမရှိဘူးအဲ့အဲ့အချိန်တွေပါနော်ရိုက်တော့လည်းအဆင်ပြေသွားပါနော်ပြီးဟာနဲ့အဆင်ပြေသွားပါဟုတ်မင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာ တော့ comment နေတာပေါ့နော်ဟုတ်ကဲ့အဓိကအဲ script လာဖို့ရဲ့အချိန်ပါပေါ့နော်ဒီနေရာဥအောင်မင်းနေရာပြုတ်ဆောင်မယ်တော့ဟုတ် view အောင်မင်းနေရာကိုတော့အရင်ဖက်လိုက်တာပေါ့နော်ဟုတ် view အောင်မင်းနေရာဖက်လိုက်ဖက်လိုက်ပြီးတော့မှဟုတ်ပြီဒေါ်စောကနေရာဘယ်သူလဲဆိုတဲ့အချိန်မှာတီမို့ဆိုတဲ့အချိန်မှာနည်းနည်းလေးတော့တမျိုးတော့ဖြစ်တော့ဘာလို့တီမို့ဆိုတာကိုယ့်အမေလိုအတော်လိုတသက်လုံးနော်အမေတို့နဲ့လည်းတငယ်ချင်းဆိုတော့လေနော်ကိုယ့်အမေလိုပဲတသက်လုံးနေလာတာကိုအဲဇနီးနေရာကနေပြုတ်ဆောင်မယ်ဆိုတော့အဲနည်းနည်းလေးတော့ တစ်မျိုးလေးဖြစ်တမျိုးလေးဖြစ်သွားတယ်ဆိုတာကလေဟို on scene မှာငါအဲ့ဒီလိုမျိုးစိတ်သွင်းနိုင်မှမလားဗောနော်ဟိုဒါမဲ့လို့ရမ်းအချစ်ခံနေမပါဘူးဆိုရင်တစ်ခန်းတစ်ခန်းတော့ပါတော့ဒီဗောနော်နည်းနည်း row ရကန်နှစ်ခန်းသုံးခန်းလောက်ပါအဲ့မှာအဆင်ပြေပါမလားဆိုပြီးစိတ်ကူးနေတယ်ကျန်တာတော့ပြဿနာမရှိဘူးအဲ့အဲ့အချိန်တွေပါနော်ရိုက်တော့လည်းအဆင်ပြေသွားပါနော်ပြီးဟာနဲ့အဆင်ပြေသွားပါဟုတ်အဲ့ဒါကိုနော်ခိုင်းတာရအောင်လိုက်သားလေးကထွားရနော်ဒါထွားတယ်ငငယ်လေးကပြီးတန်းတိုက်တာဒါသားတယ်ဗျာ တာတာတဲ့ဖေမေဟိုဟာလေးကိုပုံပြင်ရတာတာလေးပြောပြကျွန်တော်ရှူဒီမှာအမြဲရှိတယ်ကန်ဆက်လေးပါဘိုးလေးငါနဲ့ခုနကြီးခွဲချင်းနိုင်လောက်ဆိုကျွန်တော်ရောက်နေအဲ့တော့ကျွန်တော်မပားရှင်လိုက်ကျွန်တော်အမြဲကြည်ရတယ်အမျိုးကြီးပဲကန်ဆက်လေးမှာအငွေ့လေးနဲ့လားကန်ဆက်လေးပါအမျိုးကြီးပဲလေညာတော့လေဒါလိုရကန်းနေဆိုတော့ခုသားညာလေမင်းလည်းတော့ဟိုဘလို့စိတ်ခင်းနေတာဒီမို့လေကျွန်တော်ငငယ်တဲ့ကြည်လားအဲ့လိုရိုမန့်စီပိုင်းမကြည့်ဘူးလေဒီကောင်ကတော် မျိုးသားနဲ့ကျွဲနေတာကြီးတော့ဟုတ်တယ်ဟိုတက်တက်လုံးလေးဦးနာတသားပြောတယ်လို့ပဲဟိုအပြင်မှာလည်းတကယ်သားမိလို့တူကြီးလို့အဲ့လိုမျိုးတွေနေလာခဲ့ကြတာလေသသားတို့တော့ကားမရိုက်သေးဘူးသသားတို့အိမ်မှာတီတီတို့သွားရိုက်တယ်သွားရိုက်တဲ့အခါကျတော့သသားတို့အမေတွေနဲ့တီတီတို့နဲ့ဆိုလို့ရှိရင်ညီမတွေလို့ပဲပေါင်းသင်းလာခဲ့ကြတယ်သသားတို့ဆိုတကယ်ကလေးလေးပဲရှိသေးတယ်အဲ့လိုကလေးတွေကအခုဒီကားမှာကျတော့ဟောတီတီနဲ့ဒီလိုမျိုးပေါ့ တွဲရမယ်ဆိုတာဟဲအရန်အော်ဝါဟဲဟုတ်လားတောင်းညီနေဟုတ်လို့လားဟဲကိုနဲ့အရန်ကြီးလေးကွာနေရလေအဲ့လိုမျိုးပေါ့အရိုက်တဲ့ခါကျတော့လေဒီလိုမျိုးပေါ့အဆင်ပြေပါဘူးနော်ဟိုအဆင်ပြေသွားပါဘာဇာအရလဲအဲ့လိုမိမအောင်နည်းနည်းကြောက်ရတဲ့ဟာမျိုးဆိုတော့လေအာ romance ကတော့နည်းနည်းလေးပါလီယာလေးပဲထည့်ထားပါဒါပေမဲ့တကယ် idea တွေလောက်ရတဲ့ဟာကြီးကြတော့ဒီဒီနဲ့ကြာအလုံးလောက်အဆင်ပြေတယ်နောက်ပိုင်းကျတော့ heavy တွေလောက်တဲ့အချိန်ကြာတော့အဆင်ပြေတယ်ဆိုတာနော်ဟုတ်ကဲ့နောက်သက်ကကြာတော့လေ ဟိုဘာလဲတီတီနဲ့ရွေးတူဖြစ်အောင်ကြာတော့ဒါတားထဲမှာခုနတွေ့တဲ့အတိုင်းပဲမိကတီတအားချအောင်မိကတအားချတအားချပြရတယ်အေးချောင်းနေလောရတဲ့မိုးစိတ်မွေတွေပတိုင်းမွေတွေအဲ့လိုစပင်းနေဖြူသူတို့ကရောက်တာပေါ့လေဒီဟိုကိုတဲကတီတီနဲ့ရွေးတူဖြစ်ခိုးတယ်ဟိုဒါရဲ့အဖေရုပ်ပေါက်ဖို့သူ့မှာတော်တော်ကြီးတယ်ကျွန်တော်မေရုပ်ပေါက်ဖို့တော်တော်ကြီးရဟုတ်ပါ မမေကျွန်တော်ပြောတာမေရောပေါ့လေတဲဟိုတာချိန်ခွာတာအမေကျွန်တော်ကုသင်းနေရဒီကားမှာပထမဆုံးစဆုံးလို့လာဒီမှာကျတော့ဟိုမြင်ဘူးတိဘူးရောဘူးအဲ့လောက်ပဲရေးနေရတော့ဒီမှာကျတော့ကိုသေးကရှူတင်ရောက်ပြီဆိုတော့သူကစတန်မန့်ပြင်းဘူးကမမြောက်သေးဘူးရှူတင်မှာခုံကြီးနဲ့ရှူတင်ကားတော့မမြောက်သေးဘူးသူကခုံကြီးနဲ့ထိုင်ပြီးမြောက်နေအဲ့တော့သူကမိကက်တွေပါရင်လည်းသူကသူလိမ့်ပြီးသွားပြီဆိုတော့ဒါနည်းတော့ရန်တော့မစိမ့်တော့ဘူးအပြေ look မဟုတ်ပဲနဲ့တခါတည်းအပြေရုပ်ကိုတန်းမြင်ပြီးသားဖြစ်သွားတော့ အဲ့ဒါအစ်သူကဒီကားကအဓိကအဲ့လို thriller vibe ကိုထွားမျိုးနည်းနည်းထိတ်လန့်သေးဖို့ပုံစံမျိုးကိုထွားပြီးတော့မြန်မာဇာတ်လမ်းတွေထဲမှာဒီလိုမျိုးအချားမြင်ဟောတာပါညာတိတ်ပြီးတော့ highlight လုပ်ပြီးရိုက်ပြတာမရှိဘူးအဲ့ဒါမျိုးတွေပါတယ်နောက်အဲ့လိုဝိညာဉ်တွေပါတယ်ပြီးတော့မျိုးဆက်တွေလို lesson ကမ်းလာတဲ့အဲ့လို ပညာရက်တွေပါပါတော့เนาะဆိုတော့ तू อ่ะရသဆုံးဇလန်တွေလို့ပြောရမှာပါเนาะဟုတ်ပြီးတော့ကျွန်တော်ဝေစားအပြင်စင်တွေကလည်းကုသမှုပဲねအဲ1980ပဲနည်းနည်းလေးနည်းနည်းဟိုဒီဘက်ခင်မဟုတ်ဘူးเนาะဘက်ခင်နည်းနည်းလေးကြာရှေးနည်းနည်းလေးကြာတဲ့ပုံစံမျိုးဆိုတော့အဲ့လိုလုတ်တွေလည်းနည်းနည်းလေးမိုက်တော့အကြည့်ရမိုက်တော့ဟုတ်ဒရက်စီရောနောက်ပြီးတော့အဲ့ location တွေရော production design နေရာအစပေါ်တေချာလေးဘုံနဲ့စားတေချာလေးပြင်ဆင်ပြီးလုပ်ထားပါကျွန်တော်တိတ်အများကြီးလည်းပြောလို့မရအောင်เนาะဇက်ကို spy လို့ဖြစ်မှာလဲဆိုတော့လေဆိုတော့ကားကအဲတဝက်တဝက်ကြော်ကြော်လောက်မှမှ तू က clock clock twist ရထထလာဆိုတော့လေကျွန်တော်တို့ကတချို့ character ကြီးတိတ်အများကြီးပြောပြလို့မရတာရှိဒီကအမတ်တရများတယ်ဗျအမတ်တရများတယ်ဆိုတာပထမတစ်ခုကကျွန်တော်ဒီဒီဘက်ဒီဘက်ပိုင်းမှာ အဲ့လိုဇက်ကောင်ဆရာကြီး PPV မြင်တဲ့ဇက်ကောင်အဲ့လိုဇက်ဝင်ကအများကြီးနဲ့ပြန်ရိုက်တဲ့ပထမဆုံးဇက်လန်တွေတစ်ခုဖြစ်တယ်။နောက်တီမိုနဲ့အဲ့လိုမျိုးတရုတ်ဆောင်ရတယ်။နောက်တချို့ဇက်ဝင်ကန်းဒီမှာဆိုလို့ရှိရင်အာဒရိုက်တာကကျွန်တော်ဥကျော် item တွေလောက်ခိုင်းတာပေါ့နော်ဥကျော် item ကိုစင်တူမဟုတ်ဒီဒေးအဲ့လိုမျိုးသူလိုချင်တဲ့ item ကိုပြပြီးအဲ့ဒီတိုင်းလောက်ပေးပါဆိုပြီးလောက်ခဲ့ရတာမျိုးလေးရှိတယ်အဲအဲ့ဒီ၃ခုကတော့ကျွန်တော်တို့ဒီကားတော့အမှတ်တရပါဟုတ်နည်းနည်းမို့တော်တော်ခက်တာပါဘာလို့ဆိုတော့ကျွန်တော်က အဲတားညီဆိုပြီးတော့ကျွန်တော်စပြီးသေးဥဆောင်လုပ်တဲ့ဟိုကဥကြုံနဲ့ကိုသားကြီးရဲ့အမှုရာတွေကိုတတ်နိုင်မှန်းကျွန်တော်မတူအောင်ရှောင်ပြီးတော့လုပ်ခဲ့ရတာဒီမှာကျတော့အဲ့လိုတထက်သေးတူအောင်ပြန်လုပ်ရတာဆိုတော့လေ तू ကတထက်သေးကိုကူးချခိုင်းတာအမှတ်တရအနေနဲ့ကျွန်တော်လုပ်တာတိတ်များတော့မဟုတ်ပါဘူး3-4စီးလောက်ပဲဒါမှမဟုတ်3-4စီးမှာကိုကျွန်တော်တို့တော်ခက်ခဲပါတော့ဆိုတော့ Canon Plus ကနေပြီးတော့ကျွန်တော်တို့ Marshall Marshall 24ရက်နေစတင်ပြီးတော့ passing တနင်္လာနေ့တောက်ကြညမှာအဲ့လိုမှဖြစ်ပါတယ်အဲ့တော့တရားဝင် YouTube channel တွေရပဲကြည့်ရှုအားပေးကြပါလို့ ပြည်သက်ကြီးကိုမြေတရက်ခံပါခင်ဗျ